ားစေနဲ့ကိုလုံးလုံးဆိုတော့ဒါဟာအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကလုံးမျိုးကိုဖြစ်တယ်အစ်မင်းနဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝေးဝေးတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြုံးတတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်တက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျွန်တော်တို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလားဒါဆိုကျန်တဲ့ rapper တွေအားနာစရာမကောင်းဘူးလား rapper ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေပြုတ်မှုတာလား ဒါဆိုရင်ကျန်တဲ့ရင်ရင်ကျိကျိရပါတွေကခင့်မဲ့မိတာလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ state symbol မှာညဉ့်ညံ့စကလုံးတွေပြောဆိုခဲ့တဲ့ရက်အဆိုတော်တွေကိုထိရောက်စွာအေးအေးယူပေးဖို့လိုကြောင်းဒေါ်အမွန်တင်းပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာပြောမှုလို့နေတာပဲဒီနေ့ပြောရမယ်ဒီနေ့ပြောရမယ်လာခဲ့ကြနိုင်ရမကောင်းငားရလားမကောင်းဖြစ်မယ်တဲ့อืมငားရလားဖြစ်မယ် ကဲဒီကမာမြေပြင်မော်တလောမယ်သူငါများရူရဲ့အလာနဲ့တစ္ဆာကိုဖွဲဖွေရှာမောကြတယ်တကယ်မဖန်စီရန်ကိုဖွဲပြောပြောပြမယ် မိပါချမချမဟာချက်ရှာတာကဲမကျဲဘူးလို့နေတာမကျဲဘူးလို့နေတာကျဲစရာလေးတွေ့တော့ကျဲရမှာပေါ့နော်ပြောစရာလေးတွေ့တော့ပြောရမှာပေါ့အဲ့တော့ဘာဘာကိုသွားပြီးတော့မှဒီနေ့ပြောကြုံလေးဆိုတော့မနေ့ကဗီဒီယိုဖိုင်တစ်ခုတွေ့လိုက်တယ်စတိတ်ရှိုးကဗီဒီယိုဖိုင်အားလုံးကြည့်ပြီးပြီညောင်းလင်းပါတယ်နော် ကျွန်မထပ်ပြောဖို့အတွက်ကိုဗဇက်ကအဲ့ဒီရဲ့ဗီဒီယိုဖိုင်ရဲ့ပြောတဲ့စကားလုံးတွေကိုဗဇက်ကနေထွက်ဖို့အတွက်အဆင်မပြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဗဇက်ကနေထွက်ပြလို့အဆင်မပြေဘူးဒါပေမဲ့အကုန်လုံးအဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးပြီလို့ညွှန်လင်းတယ်နော်စတိတ်စင်ပေါ်မှာရပ်ပါတွေလားဘာတွေလားတော့မသိဘူးနော်ဟုတ်တယ်နော်ကြည့်ပြီးပြီလို့ထင်တယ်နော်ကြည့်ပြီးပြီလားကြည့်ရသေးဘူးလားမကြည့်ရသေးရင်ပြောမကြည့်ရသေးရင်ပြောအစာပိုင်းခွင့်ပြမယ်မကြည့်ရသေးရင်ပြောနော်ဆိုတော့အဆုံးထိကတော့အမေနမကြည့်ဖို့အတွက်ကို မတင်တော်ဘူးเนาะညီကောင်မမွားရင်အတူတူကြည့်ဖို့အတွက်ကိုမတင်တော်ဘူးစကလုံးနေအရန်ကိုတော်ပြီနော်အရန်ဆိုးလို့ဆက်ပြီးမဖွင့်ပြတော့ဘူးဒါဆိုရင်ဒီဗီဒီယိုဖိုင်ကြည့်ပြီးလောက်ပြီလို့ကျွန်မမျှော်လင့်တယ်နော်ဆိုတော့အဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်လို့ကျွန်မပြောချင်တယ်အဲ့တော့ဒီခေတ်လူငယ်တွေက ်ဆင်ပေါ်မှာယာရင်အောက်မှာရေးဆိုလူငယ်တွေကဟာတခါတည်းကိုလေအော်အော်ပါပြီးပေးကြတယ်မူးနေလို့လားယူးနေလို့လားတော့မသိဘူးပေါ့နော်ဆိုတော့ကျွန်မအဲ့ဒါကိုသွားကြည့်ပြီးဘာကိုသွားပြီးတော့မှမြင်လဲဆိုရင်ကောသလမင်းကြီးရဲ့အိမ်မက်ဆက်၆ချက်တင်ကတစ်ချက်ကိုသွားပြီးတော့မှမြင်တယ်နော်ပညာမဲ့တဲ့သူတွေဆင်ပေါ်ရောက်လို့ရှိရင်ဆိုတဲ့ဟာကိုကျွန်မသွားပြီးတော့မှမြင်မိတယ်ဆိုတော့ကျွန်မတို့ကအော်ဒီစကားတွေဟာ လူအများပိတ်တဲ့အလင်မှာပြောတဲ့နဲ့စကားလားမပြောတဲ့နဲ့စကားလားဆိုတာကိုဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလောက်အောင်ကိုခုခေတ်လူငယ်တော်တော်များများရဲ့အုံနောက်တွေကပျက်စီးနေကြပြီလားအကောင်လုံးကမဆိုးလို့ဘူးနော်အကောင်လုံးကမဆိုးလို့အဲ့တော့မူရစ်စေးွားကြောင်လားအရက်ကြောင်လားဘာကြောင်လဲနော်ဆိုတော့ဓာကြီးကြတော့အရန်လုံလောကကြည့်ပြီကျမတို့ကဒီလိုမျိုးလိန်ဆက်ဆန်တဲ့ကိစ္စတွေကာမဆက်ဆန်တဲ့ကိစ္စတွေကိုအရှက်အကြောက်ကင်းစွာနဲ့ပြောတယ်ပြုတ်တယ်ဆိုတာက သတိစံတွေကပဲပြုံမှုပြောဆိုနေထိုင်လောက်တန်ညတာလူတွေကမလုပ်ကြဘူးเนาะအဲ့တော့မြတ်စွာဘုရားဟောတဲ့တရားမှလည်းရှိတယ်ဟိရိဟောတပါဆိုတဲ့တရားเนาะဟိရိဟောတပါဆိုတာဘာလဲဆိုရင်ဘုရားရှင်ကလောကအပေါ်မှာကောင်းမှုတွေကိုအခြေခံနဲ့ တရားတွေတတန်းကြာရှည်အောင်လို့ဟောကြားခဲ့တဲ့နီလန်းနှစ်ပါးဟီရီရဲ့အော်တပ်ပါရဲ့ဆိုပြီးတော့မှเนาะဟီရီဆိုတာကဘာလဲဆိုရင်ကိုကိုကိုအပေါ်မှာမိမိကိုကိုအပေါ်မှာရှက်တတ်တဲ့စိတ်မကောင်းတာကိုပြုတ်မှုရင်ရှက်တတ်တဲ့စိတ်ကိုဟီရီလို့ခေါ်တယ်เนาะမကောင်းတာကိုပြုတ်တာကိုမဝင့်တဲ့စိတ်ဟီရီရှက်တတ်တဲ့စိတ်ကို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 အရှက်ခံစိတ်ဖြစ်တတ်တဲ့ဟာကိုဟီရီလို့ခေါ်တယ် အော်တက်ပါဆိုတာကကြတော့ကြောက်တက်တဲ့စိတ်เนาะအဖြစ်ကိုအဖြစ်ပြုရမှာကိုကြောက်တက်တဲ့စိတ်ကိုအော်တက်ပါလို့ခေါ်တယ်အဲ့တော့ဟီဒီအော်တက်ပါတရားမရှိဘူးဟီဒီအော်တက်ပါတရားမရှိဘူးလို့လူတွေကပြောကြတယ်မလားအဲ့တော့ဟီဒီဆိုတာကရှက်တက်တဲ့စိတ်မကောင်းတာပြုရမှာရှက်တက်တဲ့စိတ်အော်တက်ပါဆိုတာကမကောင်းတာပြုရမှာကိုကြောက်တက်တဲ့စိတ်အဲ့ဒါကိုအော်တက်ပါလို့ခေါ်တယ်။အဲ့တော့အခုကတော့ဟီဒီလည်းမရှိတော့အော်တက်ပါလည်းမရှိတော့ဟီဒီအော်တက်ပါလုံးဝကိုမရှိတော့ဘဲနဲ့စတိတ်စင်ပေါ်မှာအဲ့တော့ကျွန်မပြောချင်တာကလည်း ကျမတို့တွေကကာလန်ဒီတန်ဆိုတာရှိတယ်เนาะအဲ့တော့အမှုပညာလုပ်တယ်ဆိုရင်လည်းကျမအဲ့ဒီဆင်းတဲ့ခုနဆင်းမော်တက်ပြီးတော့မှအဲ့ဒီပြောတဲ့ကလေးကိုကျမကြည်လည်းမကြည်ဘူးသိလည်းမသိဘူးဘာအမှုပညာရှင်မလဲကျမမသိဘူးကြည်ရတာတော့ rapper တွေလွှတ်ချင်တာပဲဝစ်ပုံစားပုံပြောပုံဆိုပုံတွေရတော့ rapper တွေဖြစ်လိမ့်မယ်เนาะဆိုတဲ့ခါကျတော့ကြည်လည်းမကြည်ဘူးမြင်လည်းမမြင်ဘူးတို့ရဲ့အမှုပညာကိုကျမတို့သိလည်းမသိဘူးเนาะဆိုတော့ဒါပေမဲ့လည်းဒီဗီဒီယိုဖိုင်လေးကိုကြည်ရလိုက်တဲ့အချိန်မှာအင်မတန်စိတ်မကောင်းစွာဖြစ်တယ်เนาะအော်ဆိုပြီးတော့မှကြောက်လဲကြောက်သွားမိတယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့အမှုပညာရှင်နေဆိုတာကလေအများအတွက်ကို ကျွန်မတို့ကအရင် influence ဖြစ်ပါတယ်เนาะအမှုပညာရှင်တွေအဲဒီလိုမျိုးကျွန်မတို့ social influencer တွေပေါ့စသဖြင့်ပရိသတ်ပေါ်မှာအရင်ဩဇာ run မိုးပါတယ်အရင်ဩဇာတိုက်ရမှုရှိပါတယ်ကျွန်မတို့အမျိုးသားတွေငငယ်ကဆယ်ကျော်တက်အရွယ်ကစစ်လိတောက်တတ်တာဆိုရင်မင်းသားကျော်သူတို့စိုးသူတို့ရဲ့ရုပ်ရှင်တွေပေါ်မှာသူတို့ယူသွက်ခဲ့ပြီးတော့မှမင်းသားတွေအိုက်တင်နဲ့စတိုင်နဲ့စစ်လိတောက်တယ်လေဒိုးကလေးရောပါလို့လားเนาะအဲ့လိုမျိုးပါလေစစ်လိတောက်နောက်တစ်ခါမာဘိုလို secret ကြော်ညာရောပါလို့မှစစ်လိတောက်တာညင်ပြီးတော့မှဆယ်ကျော်တက်တော်တော်များများစစ်လိတောက်ထက်ခဲ့ကြတယ်ဒါဟာကျွန်မဒီအမှုပညာရှင်တွေကိုပြပြောတာမဟုတ်ဘူးအမှုပညာရဲ့ influence ကိုပြောတာเนาะ နောက်တစ်ခါကိုရီးယားကကဘာကိုထိုးပေါက်တာဘာနဲ့ထိုးပေါက်သွားလဲကိုရီးယား wave ဆိုပြီးတော့မှအနုပညာနဲ့ကဘာကိုထိုးပေါက်သွားတယ်ကိုရီးယားရဲ့ အစားစားရင်းကိုရီးယားရဲ့ယဉ်ကျေးမှုတွေစသဖြင့်เนาะအဲ့တော့ကျမတို့မြန်မာပြည်မှာလည်းအမှုပညာရှင်တွေဟာလူငယ်တွေဆိုလဲလူငယ်တွေရဲ့ရှေ့ဆောင်နိုင်ပြအိုက်ဒေါ်တွေเนาะဟာကြည့်ပြီးတော့မှလူငယ်တွေကအားကြတယ်အမှုပညာရှင်တွေဆိုရင်အမှုပညာရှင်တွေဝစ်တာစားတာပြောတာဆိုတာနေတာထိုင်တာကိုအញ្ញံအတူယူကြတယ်အဲ့တော့ဒီအမှုပညာရှင်တွေကလည်းမိမိရဲ့ပြောဆိုပြုမှုဆောင်ရွက်ပုံတွေဟာအများပြည်သူပရိသတ်အပေါ်မှာအစိတ်အတောင်မဖြစ်စေဘူးအញ្ញံအရေးကြီးတယ်။ဆိုင်းဆိုင်းကဟာကောတာမဟုတ်ဘူးဒါဟာဆိုင်းတာဆိုင်းဆိုင်းတာ နော်ဒီစကားကပညာဖြတ်မျှဝေတယ်ပညာဖြတ်ဝေတဲ့စကားမျိုးမဟုတ်ဘူးအသိပညာမျှဝေတဲ့စကားမျိုးမဟုတ်ဘူးရိုင်းဆိုင်တဲ့စကားဖြစ်တက်ရောက်တယ်အပြောမတတ်တော့ဆဲတယ်လို့ပေါ့ဟုတ်တယ်နော်ကျွန်တော်ဒါကအာအမေနဲ့သားအဖေနဲ့သမီးညီကိုမောင်နှမချင်းအတူတူနားထောင်လို့မကောင်းတဲ့စကားလုံးမျိုးကိုဖြစ်တယ်ရိုင်းဆိုင်နေအင်းအမေပညာရှင်ဖြစ်တယ် ဲ့လို့တော့ကျမကဒီလိုလေးတော့အာခံစားမိတယ်နော်ကျမတို့ဗညာဖုံးပြေလာတော့ဗညာဖုံးပြေရဲ့ MTV လေးရိုက်တယ်အမြင်မတင့်တယ်ဘူးဆိုပြီးတော့မှဗညာဖုံးပြေထောင်ကြတယ်နဲ့တူတယ်နော်ဆိုတော့အဲဒါတော်မှပဲအရန်ကြီးအခြေအနေဆိုးဆိုးဝါးဝါမြင်ခွင်းမျိုးမဟုတ်သေးဘူးဒီလိုစကလုံးမျိုးဆိုရင်ပို့ပြီးတော့မှဆိုးဝါးတယ်လို့ဒီလိုလေးမြင်ပါတယ် เนาะအဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ပြည်သူတွေအနေနဲ့ဆိုလို့ရှိရင်ဝေဖန်နေတိုက်ခိုက်တယ်အပြစ်ပြောတယ်ဆိုပြီးတော့မှကျွန်တော်တို့ထောက်ခံတဲ့သူမထောက်ခံတဲ့သူတွေနဲ့ဝေဝါဒကွဲပြားတယ်အဲ့တော့သက်ဆိုင်ရာအာဏာပိုင်တွေနဲ့အနေနဲ့ဆိုရင်တော့ထိန်းချောင်းနေဆိုရင်တော့အမှန်တရားဖြစ်ပါလိမ့်မယ်เนาะဒါမျိုးလုပ်ရင်ဒါမျိုးပြောရင် ပြောလို့မရဘူးဒါမျိုးလုပ်ရင်လုပ်လို့မရဘူးဆိုတာကိုသက်ဆိုင်ရာအစည်းအရုံးတွေကနေတစင်ကျမတို့တွေကဒါအမှုပညာရှင်တွေကိုကျမတို့ဒီ information တွေကိုညှဝေထားဖို့လိုတယ်ဒီလိုမျိုးကြော်ညာတွေကိုညှဝေထားဖို့လိုတယ်အသည့်တွေကိုညှဝေထားပေးဖို့လိုအပ်တယ်ကျမတို့ခုနလို senior စီကန်းတွေကိုညှဝေထားဖို့လိုအပ်တယ်နော်ဆိုတော့သက်ဆိုင်ရာဂီတာအစည်းအရုံးသဘင်အစည်းအရုံးရုပ်ရှင်အစည်းအရုံးစသဖြင့်ဒီလိုအစည်းအရုံးတွေကလည်းမိမိရဲ့အသင်းဝင်တွေကိုနော်ဒါမျိုးတွေပြုမှုပြောဆိုဆောင်ရွက်တာတွေကိုထိန်းချဖို့လိုတယ်အဲ့ဒီအနေမှာတစင်ကျမတို့နိုင်ငံ တော့အစိုးရအနေနဲ့လည်းဒီဥစားတွေကိုကျွန်တော်တို့လက်တင်မခံဘူးဆိုတာလေးကိုတော့ပြဖို့လိုအပ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လေလူငယ်တွေအတွက်လမ်းမရောက်တယ်။နော်လူငယ်တွေအတွက်ကျွန်တော်တို့တွေဒီတိုင်းခုနလိုပေါ့လူတော်ထဲမှာတော့ခြားနားထောင်လိုက်လို့မတင်တဲ့စကလုံးတွေဖြစ်တာပေါ့။အဲ့တော့ဂေါ်ရာနဲ့ခိမီရာနဲ့ရိုင်းတာနဲ့ဟာမတူဘူး။ ခင်မီတာခစ်ဆန်တာခစ်ရှိပြီးတာနဲ့ကျမတို့ရိုင်းဆိုင်တာယုံလာတာအောက်တန်းကြတာနဲ့လည်းမတူဘူးဒါဟာကြတော့ကျမတို့လူနဲ့မတူတော့ဘူးเนาะကျမခုနကပြောသလိုကာမဆက်ဆန်တဲ့ကိစ္စရင်းလိင်ဆက်ဆန်တဲ့ကိစ္စတွေကိုလူရှိမရှောင်သူရှိမရှောင်ပြောဆိုပြုတ်မှုဆောင်ရွက်တာဟာတတိဆန်တွေပဲလုပ်တဲ့အလုပ်လူတွေမလုပ်ဘူးအစင်းမြင့်တဲ့လူမျိုးလူမှုအဖွဲ့အစည်းမှာဘယ်သူမှလက်မခံဘူး နော်အဲ့တော့အောက်မှာတော့တဝေးဝေးတဝါးဝါးနဲ့ထောက်ခံကြတာမူးနေလို့လားယူးနေလို့လားတော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျမတို့တွေကလက်ပိုက်ကြည့်နေမယ်ဆိုရင်သက်ဆိုင်ရာတာဝန်ရှိတဲ့အကြီးအကဲတွေအကုန်လုံးနဲ့ကျမတို့ဒီပြည်သူတွေအကုန်လုံးကလည်းလက်ပိုက်ကြည့်နေမယ်ဆိုရင်ကြာလာလို့ရှင်အမားတွေဟာအမှန်ဖြစ်လာလိမ့်မယ်။ရိုင်းဆိုင်တာတွေအမှန်ဖြစ်ပြီးကျမတို့လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးဖြစ်သွားလိမ့်မယ်။ state symbol ကနေညဉ့်ဉန်စကားတွေပြောဆိုခဲ့တဲ့ရက်အဆိုတော်ဖန်ဆီးခံရတယ်လို့သတင်းထွက်ပေါ် စတိတ်စင်ပေါ်မှာညဉ့်ညံ့စကလုံးတွေပြောဆိုခဲ့တဲ့ရက်အဆိုတော်ဝင်းကဝမ်ဆိုလက်ရှိမှာတက်ဆိုင်ရာတာဝန်ရှိသူတွေကဖမ်းဆီးထားပြီးပုံမှန်၃ခုနဲ့တရားစွဲဆိုထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ၁ရက်နဲ့၂ရက်နေ့ကရန်ကုန်မြို့တူဝနမှာကျင်းပခဲ့တဲ့ Overflow Festival ဖြောပြပွဲမှာစတိတ်စင်ပေါ်ကနေကွန်တုံးဝေရင်ညဉ့်ညံ့စကလုံးတွေပြောဆိုခဲ့တဲ့ရက်ပါအဆိုတော်တယောက်ရဲ့ရုပ်တံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာပြီးနောက်လူထုကြားဝေဖန်မှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ညဉ့်ဉန်းစကားပြောဆိုခဲ့သူကိုထိရောက်တဲ့အရေးယူမှုတွေလှုံ့ဆော်ပေးဖို့လူလူကြားတောင်းဆိုမှုတွေရှိနေပြီးလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေရအဲ့ဒီရပ်ပါကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကမနေ့နိုဝင်ဘာ3ရက်ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ဒီတရင်နဲ့ပတ်သက်လို့အဲ့ဒီအဆိုတော်နဲ့ဆွေမျိုးနီးစပ်သူကတော့သူကအဖမ်းမခံရသေးပါဘူးရှောင်လိုက်နိုင်တယ်လို့ပြောပါတယ်ဒါပေမဲ့အဆိုတော်ယုံလေးရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့အဲ့ဒီအဆိုတော်ကိုဖမ်းဆီးသွားပြီဖြစ်တယ်လို့យေတာထတာတွေ့ရပါတယ်ဖမ်းသွားပါပြီမနောက်ဘူးဖြစ်စေခြင်းလို့မဟုတ်ဘူးဖြစ်နိုင်တာပြောပြတာအဲ့လိုအပြောအဆိုနဲ့ရောက်သွားတာဆိုတော့သူ့ကိုစင်ပေါ်မှာသူပြောတယ်လို့သူ့ကိုလောက်ခံရနိုင်တယ်အထဲမှာကွန်တုံးတော့မရှိတော့ဘူးလူငယ်တယောက်ကိုမလောင်ပါဘူးလို့យေတာထပါတယ် ဒါအပြင်အဲ့ဒီညဉ့်ဉန်းစကားတွေပြောဆိုခဲ့တဲ့အဆိုတော်နဲ့ပတ်သက်လို့မင်းရဲ့အကိုတယောက်လိုဖြစ်နေတဲ့သူကလည်းအဆိုတော်ယုံလေးကိုလာရောက်ရှင်းပြရမှာဒင်းဟာငလင်မာမိသားစု၉ယောက်တည်ဆုံထားပြီးသူ့အကိုအရင်ကလည်းကျိုးဆွဲချတည်ဆုံထားတာရှိကြောင်းသိရှိရတယ်လို့ဆိုပါတယ်။ State Symbol မှာညဉ့်ဉန်းစကားလုံးတွေပြောဆိုခဲ့တဲ့ရက်အဆိုတော်တွေကိုထိရောက်စွာအေးအေးယူပေးဖို့လိုကြောင်းဒေါ်အေမွန်တင်ပြောလာသည်မူ အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာစတိတ်စင်ဘောကနေညဉ့်ညံစကားတွေပြောဆိုခဲ့တဲ့ရက်အဆိုတော်ဖန်ဆီးခံရတယ်လို့သတင်းထွက်ပေါ်စတိတ်စင်ဘောမှာညဉ့်ညံစကားလုံးတွေပြောဆိုခဲ့တဲ့ရက်အဆိုတော်ဝင်းကောင်းဆိုလက်ရှိမှာတက်ဆိုင်ရာတာဝန်ရှိသူတွေကဖန်ဆီးထားပြီး ပုံမှန်၃ခုနဲ့တရားစွဲဆိုထားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ၁ရက်နဲ့၂ရက်နေ့ကရန်ကုန်မြို့တူဝနမှာကျင်းပခဲ့တဲ့ Overflow Festival ဖြောက်ပြေးပွဲမှာ State Symbol ကနေကွန်တုံးဝေရင်မြင်းညမ်းစကလုံးတွေပြောဆိုခဲ့တဲ့ရက်ပါအဆိုတော်တယောက်ရဲ့ရုပ်တံဖိုင်တစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့လာပြီးနောက်လူထုကြားဝေဖန်မှုတွေမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ညဉ့်ဉန်းစကားပြောဆိုခဲ့သူကိုထိရောက်တဲ့အရေးယူမှုတွေလှုံ့ဆော်ပေးဖို့လူလူကြားတောင်းဆိုမှုတွေရှိနေပြီးလက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရအဲ့ဒီရပ်ပါကိုသက်ဆိုင်ရာတာဝန်ရှိသူတွေကမနေ့နိုဝင်ဘာ3ရက်ကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ဒီတရင်နဲ့ပတ်သက်လို့အဲ့ဒီအဆိုတော်နဲ့ဆွေမျိုးနှိစက်သူကတော့သူကအဖမ်းမခံရသေးပါဘူး။ရှောင်လိုက်နိုင်တယ်လို့ပြောပါတယ်။ဒါပေမဲ့အဆိုတော်ယုံလေးရဲ့လူမှုကွန်ရက်စာမျက်နှာမှာတော့အဲ့ဒီအဆိုတော်ကိုဖမ်းဆီးသွားပြီဖြစ်တယ်လို့យေတာထားတာတွေ့ရပါတယ်။ဖမ်းသွားပါပြီမနောက်ဘူးဖြစ်စေခြင်းလို့မဟုတ်ဘူးဖြစ်နိုင်တာပြောပြတာ။အဲ့လိုအပြောအဆိုနဲ့ရောက်သွားတာဆိုတော့သူ့ကိုစင်ပေါ်မှာသူပြောတယ်လို့သူ့ကိုလောက်ခံရနိုင်တယ်။အထဲမှာကွန်တုံးတော့မရှိတော့ဘူး။လူငယ်တယောက်ကိုမလောင်ပါဘူးလို့យေတာထားပါတယ်။ ဒါအပြင်အဲ့ဒီညဉ့်ဉန်းစကားတွေပြောဆိုခဲ့တဲ့အစိုးရနဲ့ပတ်သက်လို့မင်းရဲ့အကိုတယောက်လိုဖြစ်နေတဲ့သူကလည်းအစိုးရယုံလေးကိုလာရောက်ရှင်းပြရမှာဒင်းဟာငလင်မာမိသားစု၉ယောက်တည်ဆုံထားပြီးသူ့အကိုအရင်ကလည်းကျိုးဆွဲချတည်ဆုံထားတာရှိကြောင်းသိရှိရတယ်လို့ဆိုပါတယ်။အမေမမ်းမသိအဖေဖေမမ်းမသိနှမနှမမမ်းမသိနော်ကျမတို့ဆရာဆရာမမ်းမသိနော်လူကြီးလူကြီးမမ်းမသိဆိုတဲ့ဟာမျိုးတွေကြာလာလို့ရှိရင်ဖြစ်လာပါလိမ့်မယ်။ဒါကြောင့်မလို့မှားတာကိုတော့မှားတယ်လို့ပြောပြရစီရိုင်းတာကိုတော့ရိုင်းတယ်လို့ပြောပြရစီ အဲ့တော့ကြံတဲ့လိုအပ်တဲ့ပြောဆိုဆုံးမမှုတွေကိုတော့သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေကဆောင်ရွက်ပေးပါเนาะကျွန်တော်တို့ပြည်သူတွေကပြောရင်ခုနပြောသလိုတော့ဝေဖန်နေတိုက်ခိုက်တယ်အဲကျွန်တော်တို့တွေကမနာလိုတဲ့အဲစသဖြင့်ဒီလိုဟာမျိုးတွေအဲဖြစ်စရာတွေရှိရပေါ့เนาะအဲ့တော့သက်ဆိုင်ရာတာဝန်ရှိတဲ့သက်ဆိုင်ရာအစည်းအရုံးတွေသက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းတွေကနေပြီးတော့မှဒါလေးကိုတည်တည်ချာချာလေးမှားယွင်းနေဆိုတဲ့အကြောင်းလေးကိုပြသပေးပါလို့ဒီညာကနေပြီးတော့ပဲကျွန်မကဒီကလေးတွေကိုလည်းဟိုအတူယူမလွဲမှာဖို့ကိုပြောပါတယ်เนาะဒါဒီရိုင်းပါလေ ရိုင်းပါတယ်အင်မတန်ကိုရိုင်းပါတယ်ကြည့်ပြီးကြပြီလားလက်ခံလားပေးတက်ကြီးကလက်ခံလားလုတ်ခင်စဉ်းစားရမယ်လေလုတ်ခင်စဉ်းစားရမယ်လုတ်ချင်တာလုတ်လိုက်မယ်ပြောချင်တာပြောလိုက်မယ်ပြီးရင်တောင်းပန်လိုက်မယ်ရလားနော်ဥပဒေမှလည်းဒီလိုပဲကျွန်တော်တို့ကစိတ်ဖောက်ပြန်လို့ပဲဖြစ်စီယူတလို့ပဲဖြစ်စီမူးလို့ပဲဖြစ်စီယူလို့ပဲဖြစ်စီ ပြင်းမှုတစ်ခုကျွန်းလွန်လိုက်တယ်အသက်တည်စီတဲ့ပြင်းမှုတစ်ခုကျွန်းလွန်လိုက်တယ်မူးနေလို့လုံးမိသွားပါတယ်ယူးနေလို့လုံးမိသွားပါတယ်ဆိုပြီးတော့မှအဲနောက်မလုတော့ပါဘူးလို့ဒီတိုင်းတောင်းပန်လို့ရလားဥပဒေကလွတ်ကင်းလာအဲ့လိုတောင်းပန်ရုံနဲ့ဟုတ်လားနော်အပြစ်ရှိရင်အပြစ်ကြေးဆက်ရပါတယ်နော်ဆိုတော့နေကျမတို့ဥပဒေမှာယူးလို့မူးလို့မရအောင်နော်ဟုတ်တယ်နော်အဲ့တော့အဲ့ဓာတွေဘာဖြစ်လို့ထွက်ထားတာလဲဆိုရင်ယူးရင်လည်းမကျူးလွန်ရဲအောင်မူးရင်လည်းမကျူးလွန်ရဲအောင်ဟုတ်တယ်နော် အဲ့ဟောကျမတို့ကအဲ့ဒါခင်မိတာမဟုတ်ဘူးအဲ့ဒါယိုင်းနေလို့ခေါ်တယ်ဒီတစ်ခုကိုလက်ခံလိုက်ရင်နောက်တစ်ခုတွေတက်လာမှာဒီတစ်ခုကိုလက်ခံလိုက်ရင်နောက်ထပ်တစ်ခုတွေလာမှာဟုတ်လားကျမပြောတာနော်အကောင်လေးကြည့်ပြီးရပြီဟုတ်တယ်မလားအဲ့တော့မူးလို့ပါယူးလို့ပါစိတ်မမြင်လို့ပါဆိုရင်ဆိုပါချင်တယ်ဆိုပါလို့မ လို့သူများတက်ကိုရန်ရှာမိတယ်ဥပဒေရကင်းလို့ခွင့်ရှိလားရှိဘူးနော်ထိုက်တဲ့နဲ့ပြစ်မှုပြစ်ဒဏ်နေရှိတယ်မူးရင်လည်းကျူးလွန်လို့မရဘူးယူးရင်လည်းကျူးလွန်လို့မရဘူးဟုတ်လားအဲ့တော့ဂေါ်ရာနဲ့ရိုင်းတာနဲ့မတူဘူးဒီတယောက်ကိုလက်ခံလိုက်ရင်နောက်ထပ်တယောက်လာမယ်နောက်ထပ်တယောက်ကိုထပ်ခံလိုက်ရင်နောက်ထပ်နောက်ထပ်အများကြီးတွေရောက်လာမှာဟုတ်လားဆိုတော့အဲ့တော့ဘာဖြစ်လဲဆိုတော့ rapper rapper ဆိုရင်ရိုင်းရတာလားဒါဆိုကျန်တဲ့ rapper တွေအားနာစရာမကောင်းဘူးလား rapper ဆိုရင်စင်မော်တက်ပြီးအဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေပြုတ်မှုတာလားဒါဆိုရင်ကျန်တဲ့ရင်ရင်ကြည်ကြည် rapper တွေကခက်မဲ့မိတာလား ဟုတ်လားဆိုတော့ဟိုဒါဟာအသိပညာညှဝေတာလည်းမဟုတ်ဘူးဒါဟာရိုင်းတာနော်စတိတ်စင်ပေါ်မှာတက်ပြီးတော့မှရိုင်းဆိုင်တာဒီလိုရိုင်းဆိုင်လို့မရဘူးလို့လည်းမရဘူးယူလို့လည်းမရဘူးဝမ်းနေနေလို့လည်းမရဘူးဟုတ်လားဘလုံးကို control လုပ်နိုင်မှာအများပြည်သူရှေ့ကိုရောက်လာဖို့တင့်တယ်ယူနေရင်လည်းစင်မမတင်နဲ့မူးနေရင်လည်းစင်မမတင်နဲ့ ဝမ်းနေနေလဲစင်မမတင်နဲ့ဟုတ်လားကျမပြောတာနော်အဲ့တော့ရသွားတယ်ကဲပြောလို့ဘာမှမဖြစ်ဘူးဆိုရင်လူတွေကဝိုင်းမြောမှမဝေဖန်ဘူးကွာလူတွေကဝိုင်းမြောမှမစင်းဘူးကွာလူတွေကဝိုင်းမြောမှမထောက်ပြဘူးကွာဆိုရင်မှန်နေသူကသူ right ပဲဖြစ်မှာလေမှန်တယ်ငါလောက်တောင်ငါပြောတာမှန်တယ်တွေ့လားအဲ့တော့ဒီတပွဲမှာဒီလိုပြောရင်နောက်တပွဲကျရင်အဲ့ဒီ test ရိုင်းနဲ့ attention မျိုးနဲ့ထိုက်ရိုင်းမှာကျမတို့တွေကဘာမှမထောက်ပြလိုက်ဘူးမပြောဘူးဆိုလို့ရှိရင်ရတယ်ဆိုတဲ့ဟာနဲ့မရလို့မှတောင်းပန်တာရရင်ဆက်လုပ်မှာ မရလို့တောင်းမှန်တာနော်မရလို့မှတောင်းမှန်တာမရွှေလုံးမတွေ့ပြီးပြီမရလို့မှတောင်းမှန်တာရရင်ဆက်လုပ်မှာအဲ့တော့တနာစရာကောင်းတိုင်းပြစ်မှုကျွလုံးလို့ရလားရိုင်းလို့ရလားဝမ်းနေနေတိုင်းရိုင်းလို့ရလားပြစ်မှုကျွလုံးလို့ရလားမရဘူးနော်လူတော်လူကောင်းနေဟာအများကအတူယူရတဲ့ဒီလိုမျိုးအမှုပညာရှင်တွေဟာ ဲ့လောက်မှစိတ်တက်မခိုင်ပါရင်စင်ပေါ်တက်မလာခင်းနဲ့ဟုတ်လားဝမ်းနေလို့ရိုင်းမိတာပါမူးလို့ရိုင်းမိတာပါယူးလို့ရိုင်းမိတာပါဆိုရင်ဘာဖြစ်လို့အဲ့လိုမူးတာတွေယူးတာတွေလူလူတွေကိုဘာဖြစ်လို့စင်ပေါ်တင်ပေးတာလဲဟုတ်လားဒီတရားကိုလက်ခံရင်နောက်တရားဒီလိုဖြစ်လို့ပလင့်လိုက်ရမယ်ဆိုရင်ကျမတို့ကဒီလိုမဖြစ်လို့မပလင့်လိုက်ရတဲ့သူတွေကပြစ်မှုခံထားရတဲ့သူတွေအတွက်ကျမတို့တရားလားမတရားဘူးလေဟုတ်လား မျက်ရည်ကန်ထိုးရင်တော့ကျမတို့ကလှုပ်ပေးရမယ်မျက်ရည်ကန်မထိုးတဲ့သူကတော့ကြခံရမယ်အဖြစ်ကိုဆိုရင်ဒါကျမတို့ကမတင်ရဘူးဒါဆိုရင်ညီမမှုမရှိဘူးအားလုံးကဝိုင်းမွန်ထောက်ပြလို့တိုင်းရင်မှားပါလေလို့တောင်းမှန်းတာအားလုံးကဝိုင်းမွန်မထောက်ပြဘူးမပြောဘူးပွဲမစိုးဘူးဆိုရင်နောက်ပွဲကျရင်ဒီထက်ပိုရိုင်းမှာဟုတ်လားကျမပြောတာဟုတ်လားရိုင်းတာဟာကောတာမဟုတ်ဘူး ဘယ်နိုင်ငံဘယ်လူအဖွဲ့အစည်းအားမှာရိုင်းဆိုင်တဲ့သူတွေကိုလက်မခံဘူးလူငယ်တွေအတူယူမမားနဲ့အဲ့လိုရိုင်းရိုင်းဆိုင်ဆိုင်နေနဲ့လောကလမ်းကိုအောင်မြင်အောင်ရှောက်နှမ်းလို့မရဘူးကိုလည်းတစ်ချိန်လူကြီးဖြစ်လာမှာကိုလူကြီးဖြစ်လာတဲ့အချိန်ကျရင်ကိုကိုရိုင်းရိုင်းဆိုင်ဆိုင်ဆိုရင်ရောကိုရောခံနိုင်လားမခံနိုင်ဘူးเนาะအဲ့တော့လူငယ်ဘဝမှာနေရရိုင်းဆိုင်တဲ့လူငယ်တယောက်မဖြစ်အောင်နေထိုင်ရမယ်ဟုတ်လားကျမပြောတာမျက်ရည်ကန်ထိုးရင်တော့ဥပဒေကနေကင်းလို့ခွင့်ရှိတယ်မျက်ရည်ကန်မထိုးခဲ့တဲ့ဗညာကုန်းပြေးကြတော့ထောင်ကြတယ်ဟုတ်တယ်နော် အခုဒါကတော့ဘာဖြစ်နေလို့ညာဖြစ်နေလို့ပါဆိုပြီးတော့မှကင်းလို့လိုက်ရမယ်ဆိုရင်ဟိုမှာ MTV နဲ့ထောင်ကြခဲ့တဲ့မင်းသားအားနာဖို့ကောင်းတယ်နိညတော်ရမယ်ဖဲဖြစ်ရမယ်ဒါကိုကျူးလွန်ရင်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဒီလိုခံရမယ်အမှုပညာရှင်တွေပို့ပြီးတော့မှတတိထားဖို့လိုအပ်ပါတယ်နော်အဲ့တော့ပြီးတော့မှယူနေလို့ပါမူးနေလို့ပါဝမ်းနေနေလို့ပါဝမ်းတာနေလို့ပါ ਨੇ မျက်ရည်ကနေမထိုးနဲ့ပိယိတ်တက်တရားငပေါ်မဟုတ်ဘူး ရိုင်းတိုင်းရိုင်းပြီးတော့မှတောင်းပန်ပါတယ်မလုံးနဲ့မရိုင်းငင်ကစဉ်းစားဟုတ်ပြီနော်အဲ့တော့လူငယ်တွေလည်းဒါဟာအတွေ့အယူရမယ့်ကိစ္စမဟုတ်ဘူးနော်ဒါဟာဂေါ်တာမဟုတ်ဘူးဒါဟာမမှန်ဘူးနော်ဒီလိုရိုင်းဆိုင်တဲ့သူတွေကိုလူအဖွဲ့အစည်းကလက်မခံဘူးနော်ကျမတို့ကယဉ်ကျေးတဲ့လူမှုအဖွဲ့အစည်းကိုကျမတို့က တိဆောက်ဖို့လိုအပ်တယ်เนาะအဲ့ဒါဒီလူငယ်တွေရဲ့လက်ထဲမှာရှိတယ်လူငယ်တွေဟာတကီးတွေနဲ့လူကြီးဖြစ်လာမှာဒီဒီလူငယ်ဘဝမှာပဲတည်တက်နေမှာမဟုတ်ဘူးသားတို့သမီးတို့ကလည်းတစ်ချိန်တိုင်းဒိုးတွေလိုအသက်ကြီးပဲနေ့စဉ်နဲ့အမြအားလုံးကအသက်ရှူတာအသက်ကြီးနေတာအသက်ကြီးလာမှာเนาะမိနစ်တိုင်းစက္ကန့်တိုင်းအချိန်တိုင်းဟာအသက်ကြီးနေတာစက္ကန့်နဲ့အမြအသက်ကြီးနေတာတစ်စက္ကန့်ချင်းတစ်စက္ကန့်ချင်းမတိပေမဲ့တစ်ရက်ဆိုရင်တိတာတယ်တစ်လဆိုရင်တိတာတယ်တစ်နှစ်ဆိုရင်တိတာတယ်ဆယ်နှစ်ဆိုရင်တိတာတယ်တစ်ပြေးပြေးနဲ့ကြီးလာမှာပါ ်နော်။နာယီစက္ကန့်ကြီးအချိန်ကြီးပေါင်းလိုက်လို့ရှိရင်တစ်ဖြည်းဖြည်းနဲ့ကြီးလာမှာပါ။ဒါကြောင့်မလို့ now အနာဂတ်အတွက်လူကြီးဖြစ်လာမယ့်သားတွေသမီးတွေဟာယဉ်ကျေးတဲ့လူအဖွဲ့အစည်းကိုတည်ဆောက်ဖို့လိုအပ်တယ်။ယဉ်ကျေးတဲ့လိမ္မာနဲ့နော်တကယ်ကိုတော်တဲ့ထက်မြက်တဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်။အဲ့တော့မှားတာကိုမှားတယ်၊မှန်တာကိုမှန်တယ်၊ရိုင်းတာကိုရိုင်းတယ်ဆိုတာကိုခွဲခြမ်းဆုံးဖြတ်တက်တဲ့ဝေဖန်ပိုင်းခြားတက်တဲ့အသိဉာဏ်ရှိတဲ့ကလေးတွေဖြစ်ဖို့လိုအပ်တယ်။ရိုင်းနာဟာကောရာမဟုတ်ဘူးသားတို့သမီးတို့နော်။ဟုတ်ပြီလား။ hà chóc chảy